ပြဒါဆိုရင်ဒီ Microsoft Word ဆိုတဲ့ program လေးကိုဖွင့်မယ်နော်ဒီ desktop မှာရှိတဲ့ဒီ shortcut icon လေးကိုဒီ background လေးပြဖွင့်လိုက်မယ် program လေးပေါ်လာပြီနော်အဲ့တော့အရင်ဆုံးဒီမှာဒီထရာ new ဆိုတဲ့ဒီ tab လေးကိုနှိပ်မယ်နော်အဲ့တော့ဒီ document အစ်စ်ပေါ့နော် document အစ်စ်ယူတော့မယ်အဲ့တော့ document အစ်စ်ယူမယ်ဆိုရင်ဒီမှာအလုပ်ပေါ့နော် document အလုပ်ကိုယူလားနော် document အလုပ်ကိုယူလားဒါမှမဟုတ်ဒီမှာအစစ် တုံးလို့ရတဲ့ template လေးနော်ဆက်စပ်တုံးလို့ရတဲ့ template လေးရှိပါတယ်ဒါလေးတွေကိုယူတာစိုက်တာကိုယူလို့ရပါတယ်နော်ဒီစနေတုံးရတဲ့ template တွေဆိုတာကတော့ဒီကိုယ်သုံးတဲ့ document အမျိုးအစားပေါ့ယူတည်ပြီးတော့เนาะအဲစိုက်နေတတ်တဲ့ design ပေါ့เนาะစိုက်နေတတ်တဲ့ပုံစံလေးတွေကိုရွေးပြီးတော့ကိုယ်စိတ်ဆိုင် document ဖန်တီးလို့ရပါတယ်เนาะအဲဥပမာကိုယ်က civil form လေး resume လေးလုပ်ချင်တယ်เนาะနောက်တစ်ခါဒီ assignment paper လို့ report တွေနော်နောက်တစ်ခါ invoice တို့နောက်တစ်ခါ calendar တို့ certificate တို့ဒါမျိုးတွေပေါ့နော်ဒါမျိုးတွေကိုဖန်တီးခြင်းတွေဆိုရင်လည်းဒီမှာ service ရှိတဲ့ template တွေသုံးဖန်တီးလို့ရတယ်နော် online မှာထပ်ပြီး share ခြင်းတွေရဲ့ဆိုတော့ဒီမှာထပ်ပြီးတော့ share ပြီးတော့နော် share ပြီးတော့သုံးလို့ရပါတယ်နော်အခုကတော့ဒီ document အလုပ်ကိုမရှိပါဘူးနော် blank document ဆိုတာလေးဆက်လက်လုပ်ရမယ်ဟုတ်ပြီ ပြီးရင်ပထမဆုံးအနေနဲ့ဒီ file ကို save လုပ်ရအောင်ပဲเนาะ save လုပ်မယ်ဆိုရင်ဒီ backup အဆုံးကဒီ floppy disk ပေါ်နေ save ဆိုတော့နေလိုက်เนาะအဲ့တော့ကိုသိမ်းချင်တာကဒီ desktop ပုံကเนาะ sample ဆိုတဲ့ folder လေးတွေမှာသိမ်းချင်တာเนาะအဲ့တော့အဲ့လမ်းကြောင်းလေးပြောင်းတော့တွားမယ်ဟင်လဲကြောင်းလေးရောင်းသွားလိုက်ပြီနော်ဟုတ်ပြီအဲ့တော့ဒီမှာ desktop ကနော် sample နော် sample ဆက်ပူလာလေးဟုတ်ပြီ နော်ဒီလမ်းကြောင်းလေးမှာတော့ဆင်ချင်တယ်နော်ဒီဆက်ထဲက desktop ပေါ်မှာ sample ရေဖူတာလေးနော်အဲ့ထဲမှာငါဒီမှာ finding ပြလိုက်မယ်နော် finding ဆင်ပြနေတခုပြလိုက်မယ်နော် my first day ကိုစီးလို့ပြလိုက်မယ်ပြီး save လုပ်လိုက်နော်ဒါဆိုရင်ဒီ file save ပြီးတော့ပါပြီနော်ဟုတ်ပြီရေစုံဒီ document လေးကိုဒီ၄တောင်ပေါ့နော်၄တောင်၄တောင်ချမယ်နော်၄တောင်ချမယ်ဆိုရင်ဒီ tab တွေက၄တောင်ဆိုတော့နော် ီတော့ဆိုရင်တက်လေးကိုနှိပ်လိုက်ပြီနော်ဒီမှာစာရွက်တွေစာရွက်သတ်မှတ်မယ်နော်စာရွက်ရွယ်စာချိုးစာသတ်မှတ်မယ်ငါးချက်ကြီးသတ်မှတ်မယ်နော်စာရွက်စာအဲ column ဘယ်လောက်ထားစင်လဲ orientation နော်ဒါတွေစာရွက်ကိုပြင်ဆင်တာပေါ့နော်ဒီအောင်လုပ်ရအောင်လုပ်လုပ်တောင်းပြရအောင်နော်အဲ့တော့ဒီမှာဆိုရင်ဒါ page setup ဆိုတဲ့ setting ပါနော်အဲ့တော့ဒီမှာပဲဒီ setting ပတ်မှတ်လို့လည်းရရတယ်။ဒါမှမဟုတ်ဘူးဆိုရင်ဒီဘက်ညာဘက်အောင်ဆုံးထောင်းအများလေးကိုနှိပ်ရမယ်။เนาะဒါဆိုရင်ဒါ page setup စက်တင်ပါပဲเนาะဒါလေးကိုလည်းမိဒီမှာသတ်မှတ်လို့လည်းရပါတယ်เนาะဘီရောဆိုဒါလေးပဲလည်းနေဒီကနေပဲဒီမှာပဲတစ်ခါလည်းလုပ်ပြမယ်เนาะအဲ့တော့ညောဆာရဆာစီเนาะ size ကိုယူမယ်ဒီမှာတော့ဒီသုံးရတဲ့ default ဘာမီတာနောက်သုံးရတဲ့ဒီ size size တွေကိုဒီထဲကစိုက်ကြရွရွရရတယ်။ဒါမှမဟုတ်ဘူးကွာ။ဟို size ရွက်ကိုကိုစိုက်ကြ ချိုးစားတိုင်းတတ်မှတ်ချင်တယ်ဆိုရင်လည်းဒီမှာ more bigger size ဆိုတာလေးကိုเนาะအဲဆက်လက်လုပ်ပြီးတော့ဒီမှာကိုစိတ်ကြိုက်တတ်မှတ်လို့ရတယ်ဇာရွက်ရဇာရွက်အတိုင်းတောင်းเนาะဇာရွက်ပုံပါနော်အဲခုဒီမှာကတော့ဒီ A4 ဆိုတာကိုယူလိုက်เนาะ standard ဖြစ်တဲ့ A4 ဇာရွက်ဒါလေးယူလိုက်မယ်ဒီ orientation เนาะ down line လာနေရာလိုက်လာเนาะ down line ဆိုတော့ပူထရေကိုယူမယ်ပြီးမှချင်းเนาะ နော် margin ဆိုတော့စာရွက်အပေါ်အောက်ပညာနော်ဒါယူဘလောက်သတ်မှတ်နေပေါ့နော်အဲ့တော့ဒီမှာသူ့မှာဒီ double ပါတယ်ဒီ normal narrow moderate wide နော်ဒါယူဒါရဲ့အစီအပြာတစ်ခုကိုရွေးရနေရရင်နော်ခုနလိုလေဒီ custom margin ပေါ့နော်ကိုစိတ်ကြိုက်သတ်မှတ်ခြင်းလေးဆိုရင်ဒီ custom margin လေးကိုဆက်လက်လုပ်ပြီးတော့စိတ်ကြိုက်သတ်မှတ်လို့ရတယ်နော် margin တိုင်းတောင်းနော်ဒီမှာတော့ဒီ normal surrounding life နော်သူကအပေါ်အောက်ပညာကိုတက်လက်မှစီထားထားတယ်နော် ကျမစီထားတာလေလုံလုံလေးလိုက်မယ်။ဟုတ်ပြီ။ပြီးရင် column เนาะ column ကတော့ကိုကဒီမှာ column ဘယ်နှခုထားခြင်းလဲเนาะတစ်ခုလေလားနှစ်ခုလားသုံးခုလားเนาะ one that right ဒီလိုထားခြင်းလားမဟုတ်လည်းမော column เนาะကိုစကြသတ်မှတ်ခြင်းလဲဆိုရင်မော column ကြီးဆိုတော့ဆက်လက်လုပ်ပြီးတော့တက်မှတ်ရရဲ့เนาะအခုဒီမှာကတော့อืมแล้วเราจะ2ဆိုတာလေးကိုယူလိုက်မယ်เนาะ2ဆိုတာเนาะ column နှစ်ခုထားခြင်းလဲ2ယူလိုက်မယ် ။ဟုတ်ပြီဒါဆိုရင်ဒီစာရွက်နော် business study ပြီးတော့ဒီနော် business စာရွက်ဒီပါလေးအားလုံးရေးချင်တာတော့တော်တော်ပြီဟုတ်ပြီ။ပြီးလို့ရှိရင်ကိုတုံးမဲ့ form နော်ကိုတုံးမဲ့ form ကိုကျင်းနေနော်အဲဒီ form ဆိုပြီးတော့မယ်ဆိုဒီ home ဆိုတဲ့ w နဲ့နော်အဲဒီထဲမှာဒီမှာဆိုရင်ဒါ form set တင်မယ်နော် form set တင်မယ်အဲတော့ဒီထဲမှာဒီ form လို့စာနော်ကိုမတော့လေ ဆိုရဲ form မျိုးစားအဲ့တော့ဒီမှာဆိုရင်ကိုယ်ဆက်တယ်မှာ install လုပ်ထားတဲ့ form ကြီးအားလုံးဟာဒီမှာအားလုံးမြင်ရလိမ့်မယ်နော်မအားလုံးမြင်ရလိမ့်မယ်အဲ့ဒီကသူတို့ကျင်တဲ့ form ကိုဆက်လက်လုပ်လိုက်ပြမယ်နော်အခုဒီမှာကတော့အဲ့ဒီလိုပဲရိုက်မှာဖြစ်လို့နော် times new roman ဆိုရဲဒါလေးကိုပြင်လိုက်မယ်နော်ပြီးရင် font size တက်မယ်နော် font size ကလည်းအဲ့လိုပဲနော်အဲ့ဒီကျကောထမတော့73 75ရွေးရှင်နေဆိုတော့ဒီမှာရိုက်လိုက်လို့ရတယ်နော် ငါရိုက်လိုက်လို့ရတယ်နော်ငါမပါရအောင်နော်အဲ့လိုရိုက်လိုက်လို့ရတယ်ဟုတ်ပြီနော်ဖောင်ရေရေဖောင်မျိုးစက္ကန့်ဒီဖောင်တိုက်နော်ရေစားပြောပြီးဟုတ်ပြီဒါဆိုရင်ဒါစားဆိုင်ရလို့ရပြီနော်ဆဆိုင်ရလို့ရပြီအဲ့တော့ဒီမှာကြည့်လိုက်မယ်ဒီဘက် ဘယ်ကအောင်ဆုံးတော့ရင် page 1 on 1ဆိုပေါ့နော်ဒါကကို submit လာတက်မရောက်နေဆိုတော့ပြနော် submit လာတက်မရောက်နေဒါကတော့စာတလုံးကဒါတော့မကောင်းဘူးနော်ဒါကတော့စာတလုံးကမရရသေးဘူးဆီ was ဖြစ်နေနော်ပြီးရင်ဒီဘက်ညာဘက်တော့ဆုံးမဆွေဒါဆုံးဆွဲလို့ရတယ်နော်ဆုံးဆွဲလို့ရတယ်စာရွက်ကိုနော်စာရွက်ဆုံးဆွဲလို့ရတယ်နော်နော်ကိုစိတ်ကြိုက်နေတာဒီဆုံးလို့ဆွဲပြီးတော့ကြည့်လို့ရတယ်နော် မအလိုမဆွဲရဒီ mouse လေးကိုညာနေဆွဲရတာပေါင်းနေတော့ရနော်ပေါင်းနေတယ်တော့နေရဟုတ်ပြီအပေးဒီ document အတစ်ကဇာတ်ရိုက်ကိုအစင်းနေဖြစ်ပြီနော်ဒါဆိုရင်အရင်ဆုံးတင်ပါဒီ column နှစ်ခုလောက်ထားရနော်ဒီဘယ်ဘက် column နဲ့ညာဘက် column နော်ဘယ်ဘက် column ကပုံလေးတစ်ခုထည့်မယ်ပြီးညာဘက် column ကစာစာလေးတစ်ပိုက်နော်ဖက်ပြီးရင်စာပိုက်လေးကိုပြင်ဆင် နော်အဲတော့အရင်ဆုံးပုံလေးထည့်မယ်ဆိုလို့ရှိရင် insert ဆိုရဲနော် insert ဆိုရဲ button လေးကိုနှိပ်မယ်နော်အဲထဲမှာ picture ဆိုတာလေးကို select လုပ်မယ်အဲထဲကဒီ set ထဲမှာရှိရပုံတစ်ပုံရေးပါမလို့နော် this device ဆိုတာလေးရေးလိုက်မယ်နော်အဲထဲကဒီကိုရေးမဲ့ပုံရှိရလမ်းကြောင်းတော့ဘောနော်ပြီးတော့ဒီဒီ desktop ရဲ sample လေးကပုံလေးတစ်ပုံရေးမယ်နော် ပုံလေးယူလိုက်မယ်ပြီးလို့ရှိရင် insert လုပ်ထည့်လိုက်နော်ဆိုရင်ပုံလေးရောက်လာနော်နော်အခုဒီမှာဆိုရင်ဒီမှာပုံလေးကိုထောက်ပြီးတော့ဒီလိုဒီလိုများလေးပေါ်လာနော်ဒီလိုများလေးနော်ဒီတော့ဒီလိုများလေးပေါ်လာလေဆိုရင်ရွှေရွှေလို့ရလာလို့မရဘူးနော်ဘာလို့မရလဲဆိုတော့ test နေရနော် test နေရမှာပုံကရောက်သွားတဲ့အတွက်ကြောင့်မဟုတ်ဘူးနော်ဆိုရင်ဒါလေးကို enter လေးတစ်ချက်နှိပ်ကြည့်လိုက်ဆိုရင်သူကအောက်ကိုဆင်းဆင်းသွားတွေ့လား test နေရမှာ စာရတယ်လို့ထည့်ထားတဲ့အတွက်ကြောင့်နော်ပုံလေးကိုလိုလိုရှုပ်လို့ရခြင်းလေဆိုလို့ရှိရင်ဒါလေးကိုဆက်လက်လုပ်လိုက်ပြီးရင်သူ့ဘေးမှာနော်ဒီလိုမျိုးလေးပေါ်လာ option လေးနော်လေးတော့ option စာလေးကိုဆက်လက်ရွေးမယ်အဲ့ဒီထဲကနေပြီးတော့ဒီ option လေးနော် inline with test ဖြစ်နေတာနော် test တွေကြားထဲမှာ testing နဲ့အတူ inline with test ဆိုရဲထည့်ရတော့နော်ဒါတော့ဒါနော်အခုဒီမှာ test recipe လောက်ရှင်းတယ်နော် test recipe လောက်ရှင်းတယ်ဆိုတော့လေးရပုံစံတိုက်တာယူလို့ရတယ်နော် ့စာရီကြားထဲမှာ စာရီကဒီပုံဖြတ်သွီးဖြတ်သွားတဲ့ပုံစံမျိုးလုပ်ချင်တယ်ဟုတ်ကဲ့ဒါကတော့ column တစ်ခုရဲ့မို့လို့เนาะတက်တက်စီပဲထားမှာเนาะအမလို့ဒီကဒါလေးတစ်ခုရွှေ့လိုက်တယ်เนาะရွှေ့ရှင်ပုံလေးကိုရွှေ့လျောက်လိုက်ဆိုเนาะ inline with test မဟုတ်တော့เนาะဆိုဆိုကဒီ inline with test ဆိုရဲเนาะဒီ option လေးကိုရောက်နေတဲ့အတွက်ကြောင့်เนาะ ပုံအားရှင်လို့မရနော်အခုဒီမှာဒီအောက်ကနော် test rapping တွေက option တစ်ခုကိုယူလိုက်တော့ပုံရဲ့ရှင်လို့လိုတဲ့လိုတဲ့နေရာရှင်လို့ရပါတယ်နော်ဘယ်လိုလဲဆိုတော့ဒီဘက်ဒီ column တွေထားမယ်နော်ပြီးရင်ဒီဒီဒုတိယမြောက်ပါနော်ဒီညာဘက် column မှာစာလေးတစ်ပိုက်ထည့်ပါနော်